ွာအိမ်လေးတစ်လုံးဖြစ်ပါတယ်900နဲ့ရောင်းမယ်တိန်း900နဲ့ရောင်းမယ်ဈေးလဲပို့မခေါ်တော့ဘူးရောင်းနိုင်တဲ့ဈေးကိုပြောထားတာဖြစ်ပါတယ်ကျွန်တော်တို့ဒီဂျော်ဘက်ချန်ကတော့လာပြရတာခဏခဏပြင်းနေပေါ့နော်ဒီတော့ဒီလိုမျိုးကွန်ကရစ်လန်အစ်စ်ဒီမှာချက်ရှိုးလိုက်ဒါကကျွန်တော်တို့လှကမြေကိုသွားမဲ့လန်ဖြစ်ပါတယ်ဒီဘက်တည်းသွားမဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကော့ကတောင်ကူကိုရောက်ပါတယ်ဒီတော့ဒါကလို့ပြောမလဲခလောင်းတို့အနောက်ဘက်ခြံပေါ့နော်ခလောင်းတို့အနောက်ဘက်ခြံလို့ပြောလို့ရတဲ့အနေအထားဖြစ်ပါတယ်သူ့အိမ်နေရာဒေါက်ကွက်ဆိုတဲ့အနေအထားလေးမှာ မျက်နှာစာ130ရှိပါတယ်မျက်နှာစာ P 130ဒီဘက်လန်ဒီဘက်လန်ကို33ပေးဒီထက်ကနေဒီကို33ပေးအိမ်လေးကိုတစ်ချက်ရှိုးလိုက်သူ့အိမ်ဆောက်ထားတာကွာပြောမှဆိုအိမ်ကအရင်ဆောက်တာအိမ်ဆောက်ပြီးမှလန်ဖောက်တာလန်ဖောက်တာဆိုတော့ तू ကဒီဘက်လန်ကိုမျက်နှာမူပြီးတော့ဆောက်ထားတော့သူ့အိမ်ကအဲ့လိုမျိုးပေါ့နော်လန်လန်ထောက်ကွက်ကိုမျက်နှာမူထားလို့မျိုးဖြစ်နေတယ်ပေါ့အဲ့လိုမျိုးနေထားလေတော့ရှိတယ် ဒီတော့ဒီအနောက်ထိကိုခုနကျွန်တော်ပြောလို့ပဲ33ပေဆိုတဲ့အနေထားလေးဒီကနေဒီခြံကနေပြီးတော့ဒီဘက်အနောက်ဘက်ခြံကိုကျွန်တော်တို့အနေနဲ့45ဒီဂရီဆောင်းသွားတာဖြစ်ပါတယ်45ဒီဂရီဆောင်းပြီးတော့ဒီအနောက်ထိကိုစုစုပေါင်း65ပေရှိပါတယ်အဲဒီတော့ပြောမယ်ဆိုရင်ခြံရဲ့ညာဘက်ခြံအရှိသည် အတဲ့ရောအဆောင်ရောပေါင်လိုက်မယ်ဆိုလို့ရှိရင်33ပေါင်65ပေါ့နော်ဒီတော့က PDR ပြေဖို့3ပေလူပေါ့အဲ့လိုမျိုးနေထိုင်မျိုးဖြစ်ပါတယ်နောက်ပြီးတော့ဒါထောင်းရှောက်သူ့ချက်အနောက်သူ့ချက်အနောက်ရှိက20ဒီဂရီဆောင်းပြီးတော့ကျွန်တော်တို့ဟိုဘက်ချန်ကမရှိတော့ဘူးပေါ့နော်ဒီတော့ပြောရမယ်ဆိုရင်ဒါက3ကံမကြဘဟုကံမကြအကွက်လေးဖြစ်သွားတယ်ဒီဘက်ထိတ်ထိလမ်းရဲ့ဒီဘက်ထိတ်ထိကို 133ပြီဖြစ်ပါတယ်။မျက်နှာစာထဲရှည်သွားတယ်ပေါ့နော်။ခြံနောက်ပိတ်လေးကပြောရမယ်ဆိုလို့ရှိရင်သူ့အနေနဲ့ကခြံဘယ်ဘက်ခြံအရှိဆိုပြီးတော့မရှိတော့လို့ပေါ့နော်။ဒီနာထိအဲ့လို white သွားတယ်။မလန်ဘေးဆိုတဲ့အနေထားဖြစ်ပါတယ်။ညံ့ရနော်။ပြီးတော့မှအိမ်လေးကိုကြည့်လိုက်။ဒါအိမ်အနေထား။ကျွန်တော်ရေမရောက်ပါဘူးဒီဘက်ခြံနေမှာသူ့အိမ်ကအိမ်2017 2017လား2018လား2017 စက်ခွန်လို့ပဲနော်အဲ့လိုမျိုးအနေထားမျိုးစောက်ထားနေဆိုတဲ့အနေထားလေးမှာအိမ်လေးကတော်တော်ကြီးရဲ့ထဲမှာပါပါတယ်အစ်စ်အစ်စ်အတိုင်းပေါ့နော်ကျွန်တော်တို့သူ့တခင်ကဒီအိမ်အောက်ထပ်ကို concrete ပေါ့နော်အုပ်ပတ်ဆောက်ဖို့အတွက်ပတ်ဆက်မလာတော့လို့တောင်းပေါ်ပြန်တက်သွားတယ်ဒါတွေးလိတွေ့ချာရှိတဲ့နေရာအနေထားမျိုးနော်ကျွန်တော်တို့ဒီမှာကစောက်ချင်းတို့စောက်လိုက်တယ်ပတ်ဆက်ကောင်ဝိုင်းတောင်းပေါ်ပြန်တက်တယ်အဲအဲ့လိုမျိုးအနေထားမျိုးတောင်းပေါ်မှာပတ်ဆက်ပြန်ရှာတယ် ော်ဒါအိမ်အောက်ထက်ညင်သားတွေဘက်ကမရှိဘူး6ပြည်ခွဲလောက်ရှိတယ်ဒါကသူမိဖို့ကြောင့်လုံးမဲ့အနေထားပေါ့နော်ဒီမှာရှိုးလို့ရတယ်အဲဒီဘက်သူထွက်သွားမယ်ဆိုလို့ချင်းခုနကတော့အိမ်သားပတ်ချံပြန်ရောက်မယ်ဒါသူ့ရဲ့အိမ်မကြီးဒီမှာသူလှေကားတချောင်ထည့်ရင်ထည့်လိုက်မယ်နော်အဲ့လိုမျိုးနေထားလိမ့်ကဲဒါကကျွန်တော်အိမ်နေထားဖြစ်ပါတယ်အိမ်အောက်ထက်အနေထားတော့ဘာမှမလုပ်ရသေးပါဘူးနောက်ပြီးတော့အိမ်အပေါ်ထက်အိမ်ပေါ်ထက်ကတော့ တည်တည်တန့်တန့်လေးပဲကွာသူ့အိမ်နေရာဆေးတရာတည်တည်တန့်တန့်ဆိုပဲဒီဒီအာတဲ့ကိုချက်ရှူလိုက်ဒီအာတဲ့ကပူစားသွားတယ်နော်မအိမ်ပေါ်အိမ်နံပါတ်၄ပိုင်းကြပြီးသားအိမ်ပေါ်ဒီတိုင်းလေးပဲလှမ်းကြည့်လိုက်ပေါ့နော်အဲ့တော့တော့ပိတ်ထားတာလားဟုတ်တော့ပိတ်ထားတယ်လည်းမပြောဘူးဒီတော့ဒီလိုမျိုးအနေထားလေးအဝေးကနေပဲပြန်ကြည့်လိုက်တော့ပေါ့နော်အဲ့လိုမျိုးအနေထားလေးဖြစ်ပါတယ်အဲ ဒီတော့က3900ပေါ့နော်3900ဆိုတဲ့နေသားလေးမှာကျွန်တော်ခုနပြောလို့ပဲတည့်တဲသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လာကမြင်လိုင်းပုံလန်းနဲ့ပြန်ဆက်မယ်ဒီဘက်သွားမယ်ဆိုလို့ရှိရင်ကော့ကပောင်ရောက်မယ်ဆိုတဲ့နေသားလေးတခုမှာမိတ်ဆွေတို့အနေနဲ့ဒီလိုမျိုးဒီလိုမျိုးကြီးဒီကနေရိုက်လို့ဒီကနေရိုက်ဆန်းပါဒီမှာဒီအိမ်လေးကတော်တော်လေးတန့်သေးတယ်ဆိုတဲ့နေသားလေးပြောမှဆိုလူတော်တကောင်းမနေရသေးဘူးကွာနော်အဲ့လိုမျိုးနေသားလေးစေးလဲကြံသေးတယ်ဆိုတဲ့နေသားလေးတခုမှာ စိတ်ဝင်စားတယ်ဆိုလို့ရှိရင်သိန်း900အပိတ်ဖြစ်ပါတယ်ဒီတော့ကျွန်တော်လှခမင်းကြော်လာမယ်ဒါမှမဟုတ်လို့ရှိရင်လည်းဒီ railway တောင်ပတ်လန်းနေလာပြီးတော့ခလောင်းတို့အနောက်ဘက်ခြံမှာခြံကလည်းမဆိုးဘူးမျက်နှာစာ130ဆိုတော့မဆိုးဘူးပြောလို့ရမယ်ကွန်ကရစ်လမ်းမကြီးမေးတင်ဆိုတဲ့အနေထားဖြစ်မယ်ဒီနေရာဒီလိုမျိုးအနေထားလေးမှာသိန်း900အပိတ်နဲ့ဖြစ်ပါတယ်စိတ်ဝင်စားတယ်ဆိုရင်တော့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရေတွင်လဲပါတယ်ဟုတ်လားမာရေတွင်လေးပါတယ်လားကျေးဇူးတင်ပါတယ်